န်တဲ့ခြေစွန်းလေးကိုတော့ကျွန်တော်မဆိုးလာဘူးလို့ထင်တယ်။ Aston Villa နဲ့ရင်ဆိုင်ရတယ်1-0နဲ့ဆိုး။အိမ်ခွင့်တော့ဝဲချင်းနေမှာသူကပြောင်းနိုင်မင်္ဂလာပါ Eddie Base Sport ပရိသတ်များခင်ဗျာဒီတစ်ပတ်ရဲ့ Eddie Base Sport အစီအစဉ်ရဲ့ဘောလုံးငွေခံမှန်းသုံးသပ်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းပရိသတ်တွေအတွက်အကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်တွေကိုကျွန်တော်မောင်ဆန်နဲ့အတူဆရာကျော်မြတ်ဆရာရဲကြီးကပါဝင်ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာတို့မင်္ဂလာပါပြည်ပြားလေးပွဲစဉ်တွေကတော့ယာလီသိန်း နီးလာပြီနော်ဟိုတန်းစင်းဖို့ဟာရလို့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီချန်ပီယံလိနေရာအတွက်ဒီယူရောပါဝင်ပြီးမျောနေချက်အတွက်ဒီတန်းသာရှင်ပြိုင်နေရတဲ့အသင်းတွေကတော်တော်များလာအဲ့ဒီတည်းမှာကျွန်တော်ပထမဆုံးအခုကြီးတိုက်တဲ့စတေးညာ၈ခွဲမှာကစားမယ်ပေါ့နော်ဖူဝမ်နဲ့အေဗာတန်အသင်းရဲ့ပွဲစဉ်တွေတစ်ချက် ကျွန်တော်တို့တုံးသက်ကြည့်ရအောင်နော်အဲဒီတသိန်းကတော့ဒါဒီဇင်ဘာမှာတွေ့ခဲ့ရုံကတော့နှစ်သိန်းဟိုဝမ်ဝမ်နဲ့တရေကြခဲ့ရေပေါ့နော်လက်ရှိမှာဖူပန်ကပြီးခဲ့တဲ့တပတ်ကဒါအက်စတွန်ဗီလာကိုအဝေးခွင်မှာ1-0နဲ့ရှုံးသွားတယ်အဲ့ဒီအတွက်အက်စလိုဟာဖူပန်ကဒါနောက်ဆုံးကစားတဲ့6ပွဲမှာဒါ၄ပွဲမြောက်အရှုံးသူရင်ဆိုင်ခဲ့ရတာဖြစ်တယ်ဒါပေမဲ့တစ်ချက်လေးကျွန်တော်ကြိုက်တော့ဖူပန်ရဲ့ဒီတုကွင်းမှာကန်တဲ့ခြေစွန်းလေးကိုတော့ကျွန်တော်မစိုးလာဘူးလို့ထင်တယ်။ဒီနောက်ဆုံး၅ပွဲမှာသူ့အိမ်ခွင်းမှာပဲ၃ပွဲလောက်နိုင်ထားတယ်ပေါ့နော်။အဲ့ဒီအိမ်ခွင်းရဲ့အားတာချက်လေးကိုပဲဒီ Everton နဲ့ပွဲမှာပြန် ပြနိုင်မလားပေါ့နော် Everton တော့ပြီးခဲ့ Everton ဆင်းရောင်းသွားခဲ့ရတယ် Ipswich နဲ့ကိုဒါနှစ်ဂိုးပြတ်ဥဆောင်နေတဲ့ခါမှာဒါကိုတည်ကြသွားတယ်ဆိုတော့ဒါ Everton အနေထားတိတ်မလှဘူးဖြစ်နေနော်ဒီအဲ့ပွဲတည်ကြတဲ့အတွက်ကြောင့် Everton နောက်ဆုံး၁၀ပွဲမှာတပွဲပဲနိုင်ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့နိုင်တဲ့ပွဲကတော့တခုတော့ရှိတယ် Champions League နောက်ကိုအဲ့ချိန်မှာလိုက်နေတယ် Nottingham Forest ကိုနိုင်ထားတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပြန်တွေ့တဲ့ပွဲစဉ်မှာ Craven Cottage မှာပြန်တွေ့တဲ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ပူဟန်အင်ဂွင်းအသာချက်ခြေစုံကိုအတုံးချလာပြီးတော့ အနိုင်များရသွားမယ်လို့ကျွန်တော်ဘက်ကတော့ကြိုတင်ပြီးစတင်ပြီးခံမှန်းလိုက်ပါတယ်ဆရာတို့ရဲ့တုံ့သက်ချက်တွေအမြင်တွေတစ်ချက်ဖူကပြီးခဲ့တဲ့ပြီးခဲ့တဲ့ဘက်ကဆိုရင်အဲအက်စတန်ဗီလာနဲ့ရင်ဆိုင်ရတယ်1-0နဲ့ဆိုအဲပေါ်ဆော့တိတ်မကြောက်ဘူးဗျာဒီဘက်ကမက်မက်မက်ဂင်းတောင်းကံဘောကနေပြီးတော့ဒါတယ်လီတယ်လီမန့်စ်ကအာဖလာပပအပြင်းကောင်းတိုက်သွင်းသွားတယ်အာနောက်ပိုင်းမှာလဲဂိုးသွင်းခွင့်တော်တော်ရမတော်ဂိုးသွင်းခွင့်တော်တော်ကြီးကိုရတာ သူအဆုံးသက်မသေးတာမသေးကြတာနဲ့ဟိုဂိုဒမကာခွေတာနဲ့နောက်တန်းနေရအဲ့လိုမျိုးဟိုကစင်ကလေးအားဖြစ်ပြီးဖူဟန်ကဟိုအက်စတွန်ဗီလာရဲ့ပထမပိုင်းတိုက်ဆက်ကိုဘလုံးမမခံနိုင်ဘူးအဲ့လိုဖြစ်သွားအဲ့မှာဂိုးကြီးကပြန့်အောင်ပါဗျဟိုဂိုးတော်ပေါ်တင်းတဲ့ပွဲမျိုးပါဗျအဲ့ဂိုးဂိုးမပြတ်ပဲနဲ့အဲ့အဲ့တလုံးနဲ့ပဲအဲ့ဒီတီလီမန်စ်တလုံးနဲ့ပဲပြီးသွားဒီဘက်ကအဲဒီဖူဟန်ကနေတော့ဆက်စနွန်သွင်းလိုက်တဲ့ဂိုးကိုကြတော့သူတို့ဒါလက်ထိဘောဖြစ်နေတတ်မှတ်ပြီးတော့အပေး အဲ့တော့အဲ့လိုမျိုးဝင်ဝင်လိုက်ရင်လည်းကိုကပေါ်တော့သွားမှာအဲ့တော့မပေါ်ဘူးပေါ့ဗျာကျွန်တော်တို့ကတော့ villa နဲ့ villa ကိုပေါ့အဲ့တော့သဘောကျခဲ့ရပါတော့เนาะအဲအဲ့တော့ဒါ full man က villa တိုက်စစ်ကိုဟိုဒုတိယပိုင်းမှာကျတော့သူကြက်ကြန့်ခံပြီးတော့ပြန်ကစားသွားနိုင်တယ်ပေါ့နော် full man နောက်တန်းကတော့ဘာပြောနည်းနည်းအားနည်းချက်ကတော့ရှိဒီဘက်က everton ကိုကြည့်မယ်ဆိုရင်ခုနဆယ်စံပြောသွားသလိုပဲ2-0နဲ့ဒါဥဆောင်ပြီးတော့မှ ပေးဘတ်တော်ခေါင်းတိုက်တဲ့ကိုရဲ့နောက်တစ်ခါဒီ drug money အပြင်းအလှလှပပအပြင်းကန်သွင်းရတဲ့လုံးရဲ့ နှစ်ခုနဲ့ဥဆောင်ပြီးမှနောက်တော့မှနှစ်ခုပြန်ပေးလိုက်ရတော့ Everton ပြိတ္တတွေတော့ဒါလုံးဝအသေးကွဲစရာဖြစ်သွားတာပေါ့နော် Everton ကိုပြန်ကြည့်မယ်ဆိုရင် Man City ကိုဟိုဂိုးပြတ်ရှုံးနေပွဲဒုတိယပိုင်းအဆောင်ပါဆိုရင်သူတို့ရဲ့အားထားရအောင်ကြောက်ဆောင်ရင်ဒါ Tarkowski တန်ဟာရရောဒုတိယပိုင်းအဆောင်ပိုင်းလူစားလေးလိုက်ရတယ်အဲ့ဒီနောက်ပိုင်းမှာ Tarkowski မပေါ်တဲ့နောက်ပိုင်းမှာ Everton ခံစစ်ကတိတ်စိတ်မချရတော့ဒါ Chelsea ကို1-0နဲ့ပဲရှုံးနေဆိုပြီးဂိုးသွင်းခွင့်နေပေးနေရတော့ ။နောက်ဒီကြား ISOS နဲ့ဘွဲမှာဆိုတော့ဒါ cost key မပါဝင်နိုင်မှုကတော်တော်လေးကိုအခေယာကြအခေယာတက်ရောက်တက်ရောက်မှုရှိလား။အခုလည်းဖူဟန်ကကြတော့သူကအစင်းရှစ်တော့သူတိုက်ပွဲဝင်သူနောက်ဆုံးပေးလိုက်ရဗီလောက်သူရှုံးတဲ့အတွက်ကြောင့်စင်တစ်ဆယ်လောက်ပြန်ရောက်စက်တက်လောက်စက်စက်တက်လောက်ရောက်သွားတယ်။ရောက်သွားတယ်ဆိုတော့သူပြန်ပြီးတော့သူအစင်းရှစ်နေရာတော့ပြန်တိုက်ပွဲဝင်ပါဦး။အိမ်ဝင်းမှာတိုင်ဝဲပြန်ရှာမယ်။နောက်ဖူဟန်အနေထားကလည်းအိမ်ဝင်းဆိုကစားအောင်ကောင်းတယ်။ဆိုတော့ဟိုဘက်ကတာကော့စကီမပါတာနဲ့ဆိုရင်အဲ ဟိုအဗာဒါခံစစ်ကစိတ်ချအောင်မလားပေါ့နော်အဲ့အဲ့အဲ့နေသားလေးနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်ကျွန်တော်တို့အမှတ်လိုအပ်ချက်ရှိရဲဒါဖူဟန်ဘက်ကပဲကျွန်တော်တို့စဉ်းစားသိမယ်လို့ထင်ဆရာရဲ့တစ်ချက်လောက်ပြောပြပါဦးဘယ်ကကျွန်တော်ဆရာတို့ကတောင်းကြတာကျွန်တော်ဒေတာရာလေးပြောနေတာပေါ့ဗျာနောက်ဟောင်းနေတော့ပဲဒီနေ့ဒီဖိတ်တိုက်ပြည့်စုံမှုမျိုးလည်းပြန်ကြည့်မယ်ဆိုပြီးပြီးခဲ့တဲ့နောက်ဟောင်းကအသက်ကြီးကြီးဝယ်နေမှာပါဒီဒီနေ့တင်တိုက်တိုက်ပြည့်စုံတဲ့ပိုင်းမှာပေါ့နော်ခုထားတဲ့အချက်မျိုးကဒီနေ့တင်ကအဲ့လိုမျိုး3.2.5 object တိုင်းမှာတော့ဝယ်နေမှာပြန်ပေါ်လာတာလည်းရှိနေတယ် ပြီးတော့ဒီရီမှာကိုမဲသူကြားပြလို့ပြောပြည့်မယ်ဆိုတော့ဘဝဲရှုံးမိတိုင်းမှာပြန်နိုင်တယ်ဟုတ်ကဲ့အဲ့ဒီကွင်းတဘဝဲရှုံးမိတိုင်းမှာ तू ပြန်နိုင်အဲ့ဒီမှာမှာ तू အပိကပဲရှုံးရှုံးပြင်းရတဲ့ဘဝတင်လည်းရှုံးရှုံးအဲ့ကွင်းတဘဝဲရှုံးမိတိုင်းမှာ तू ပြန်နိုင်ရဲ့ပြိုင်လို့ဆိုတယ်တပတ်ကအဘတန်ပြန်ကြည့်တယ်နော်မူကတက်တဲ့အပါပေါ့နော်ဒီ2025အဝေးကွင်းပွဲတွေမှာအဘတန်ကအဝေးကွင်းတစ်ပွဲတက်တိုက်ခဲ့တာဘုံပေါက်ပျောက်တာတင်မှာမရှိဘူးဟိုတဘဝဲဘုံပေါက်ပျောက်နေတယ်မှာ तू ကဘုံတော့ပြန်ရတယ်ပြိုင်လို့ရှိရတာနော်တော်တော့ 呃，不管 A 股闹动的呀，的这，嗯，A 股嘛，我们是这边的，地位的嘛，变成蒙古人，你看没？那是啊，也是变成的。然后就那阿阿阿啥地方的直接进来，阿啥地方嘛，那是大城市的那是哩，啊，不管哪里嘛，不管七十，不管八十，比他的，不管哪里的，那都可能是要比他的。阿啥地方你他呀，就那里那些些嘛，那可能是啊，也还有那盖的路，就那那是啊，就那里他那盖的，就那街上那些弄呀，不管哦，古堡嘛，新的啊，就那对啊，是啊。 ကျော်မြွက်အနေနဲ့အဟုတ်အရှာကြီးနေရ180နာ180နာဟိုဒီဒီနှသိန်းတွင်ဟိုဘယ်လိုပြောရမလဲဆိုတော့ဖူဟန်ကလည်းတာတယ်ပေါ့နော်တေဝဲလည်းများတယ်ဖူဟန်ကလည်းတာတယ်အဲခုနပြောသလိုအေဗာတန်ကအရင်တော့သူတို့ဟိုဒေးဗစ်မိုက်စကင်တဲ့အချိန်တော့သူတို့ဟာဟိုခံစစ်ကောင်းကောင်းနဲ့ဘောလုံးဖြတ်ပြီးကောင်းကောင်းနဲ့ကစားလာပြီးမြင်အခုနောက်ပိုင်းမှာတော့တိုက်စစ်ဖွင့်မဲ့ ကစားအမှန်လည်းမလို့တော့မလို့တော့အဲ့တော့သူကတက်စစ်ဖွင့်ကစားမဲ့အချိန်တွေရှိတယ်ပြီးတော့ drive map နေလို့အန်ဒီယာရွေးကွင်းလေပိုင်းကလည်းအဲပြန်တော့ drive map နေပါတော့သူတို့တော့အားပဲဒါတကယ်ကျောင်းနံပါတ်9 drive map နေရဲ့အားကလည်း short တော်လို့မြောက်တက်စစ်ပိုင်းပါအာဒီဘက်ပိုင်းကဟို ်ဖူဟန်ကလည်းတိုက်စစ်ဖွင့်ကစားအောင်ပါပဲအဲ့တော့အပြန်အလှန်သွင်းကိုတွားပြီးတော့ဒီအရှော့ဈေးကွက်အရာဆိုရင်လည်းတော့ဖူဟန်ရဲ့အကျိုးပေးမှုကအမှတ်လိုရမှုကြောင့်1ပေါင်း60ဆိုရင်အဲ့အောက်လေးနည်းနည်းဆင်းလိုက်ရင်တော့လှောက်ဈေးဝင်ဆင်းပါပြည့်လောက်ဆိုနော်ဖူဟန်လောက်နော်ဈေးဝင်ဆင်းမဖိုင်လောက်ပြောင်းသွားမယ်ကံကံလေးမှပြောင်းလာမယ်ဆိုရင်တော့လောက်ဟိုဘက်ကလည်းဒါတို့ရဲ့ကြောက်ဆောင်ဒါတာကော့စကီမပေါဘူးဟိုဟို အဲ့ဒီနေတော့မှာဖူအေဗာဒန်ခန်စစ်ကအားနေနေတယ်ဆိုကျွန်တော်တို့မြင်တယ်။ဒါကြောင့်ဖူဝင်ပဲကောင်းမှန်းတယ်သူကြည့်ရပါနော်ဆရာဆရာရဲ့ခုနဟာကြတော့ကျွန်တော်နှစ်နှုတ်80လေးနှစ်နှုတ်80ကြောက်ကြောက်ကိုဂိုးမောင်ကြီးကနင်းတော့ပြော့ဒါဒီသူကဒီတိုင်းပဲဖွင့်ပေးရတော့ပေါ့နော်အေဗာဒန်ရဲ့ဇယိုက်ကြောက်အဝေးကွင်းဇယိုက်ကြောက်ပြီးတော့အေဗာဒန်နောက်ဆုံးဝေးကွင်း5ဘွတ်ဆက်တယ်5ဘွတ်ဆက်တော့နော်ဂိုးအောင်ကြီးကစားတော့တော့ဒီအဲ့လို2.25နှုတ်နဲ့ပဲသူထွက်လာတော့အဲ့ဒါဆိုကျွန်တော်တို့ဒီဖူဝင်နဲ့အေဗာဒန်ပွဲတင်ကတော့ကျွန်တော်တို့က30တော့ ခဲ့သူတို့တလားခြေစွန်းအရောအင်ရှင်ရဲ့ခြေစွန်းအရောအဘတဲ့ဝေးကွင်းစွမ်းဆောင်ရရရောခြုံငုံပြီးတုံးတက်တယ်အစကြီးရတယ်တုံးတက်တယ်ကျွန်တော်ရဲ့ခြေအောင်နိုင်ကြီးရတယ်တုံးတက်လိုက်တဲ့အခါမှာကျွန်တော်တို့ပူအန်နဲ့ဟိုဟာဟိုးပေါ်ကအကောင်းဆုံးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်